မင်္ဂလာပါမျိုးတို့ရေဒီတစ်ခေါက်ခီးစင်လေးရတော့အီတလီနိုင်ငံမှာရှိတဲ့ရောမမျိုးနဲ့ပြင်သစ်နိုင်ငံမှာရှိတဲ့ပဲရစ်မျိုးကိုအလဲသွားခဲ့တဲ့ခီးစင်လေးပဲဖြစ်ပါတယ်လို့ဒီမှာမမရရပေါ့နော်အာရောမကိုရောက်တဲ့အခါကျတော့ဟိုတယ်ချက်ကင်ကိုလုပ်ဖို့ဒီတက်လီကားကိုစီးရတာလေနော်ဆိုတော့ဒီလိုမျိုးဒိတ်အောင်နေတဲ့တက်လီကားကိုရုပ်ရှင်ထဲမှာပဲတွေ့ဘူးတဲ့အခါကျတော့လေအထဲကိုပေါ့နော်အာတော်တော်လေးကျန်းနေချက်ပေါ်အိတ်နဲ့တော့မနေ့တွန်းတိုက်ပြီးအထဲကိုဝင်သွားရတာပေါ့နော် အဲအထဲမှာဆိုဟိုဘက်ဒီဘက်တော့လဲလို့မရအောင်အာအပေါ်တက်မယ်ဆိုပြီးတော့အရာကိုသွားမဲ့အထက်ကိုနှိပ်တာကိုခလုတ်ကနှိပ်လို့မရလို့အဲ့လီကားတဲ့ကနေပြန်တက်လီကားတဲ့ကနေပြန်ထွက်ပြန်ထွက်ပြီးတော့အပြင်ကလီကား၃ထောက်ကိုပဲပေါ့နော်အာအာရပါရလမ်းလျှောက်ပြီးတော့အထုပ်လေးနဲ့တက်ခဲ့ရတဲ့အမမမမမရအမတရပါပဲလို့ရုံးကိုရောက်ပြီးတော့နောက်တစ်ရက်ကျတော့ပွန်ပေးသွားတာပေါ့နော်အဲ့ဒါတော့ဗီဒီယိုသက်တီးတန့် တင်ထားပါတယ်လို့ဆိုတော့ဒါပုံပေးသွားပြီးလို့နောက်တစ်ရက်မှာပေါ့နော်ဗာတီကန်နန်းတော်တွေကိုသွားမယ်ဆိုပြီးတော့ဒီ tour gate ပေါ့နော်ဒီမှာလာစုတဲ့နေရာကိုလာစုတာပါလို့ဆိုတော့ဒီမှာအကြံဉာဏ်ပေးချင်တာကဗာတီကန်နန်းတော်မှာသွားမယ်ဆိုလို့ရှင် tour group တွေနဲ့သွားပါလို့ဘာကြောင့်လဲဆိုတော့ tour group နဲ့သွားတဲ့ခါကျလို့ရှင်ပေါ့နော်သူတို့ကအထဲကိုဝင်တဲ့ဒီ VIP လက်မှတ်တွေပါတော့တခါတည်းပေါ့နော်အကုန်လုံးကိုအတွက် book ပြီးသားပြီးတော့တကြောင်မလို့အပြင်မှာစောင့်စီရမလို့ပေါ့နော်ဆိုတော့ကိုရီသွားတော့ကဆိုလို့ရှင်ဒီဘာဒီကနန်းတော်အဝထဲမှာကိုလက်မှတ်မဝယ်ထားလို့တန်းစီပြီးစောင့်နေရလို့အနည်းဆုံး2နာရီ3နာရီကြာတာပေါ့နော်ဆိုတော့တန်းစီရတော့အလောက်ကြာတယ်အထဲဝင်ဖို့ဆိုရင်တော့အထဲမှာဆိုတော့လူတွေကစက်တိတ်ပြီးတော့ပြည့်ညတ်နေရပဲပေါ့နော်အဲဒါကြောင့်မလို့ ဒီ Vatican တော့သွားလေတဲ့ခါကြလို့ရှင်ရင်အကောင်းဆုံးအတွေ့အကြုံလို့ရှင်နေဆိုလို့ရှင် tour guide တွေနဲ့ပဲသွားပါလို့အကြံပြုပါတယ်လို့ဆိုတော့ဒါကတော့ Vatican တော့တဲ့ပထမဆုံးစောင့်ဝင်လာတဲ့ယင်ပြင်ပေါ့နော်အမှောဖြစ်ချင်တော့ဒီ Vatican နားတော်ထဲမှာ GoPro နဲ့ရိုက်ထားတဲ့ video clip တွေအားလုံးက တော်တော်စဖြစ်ပြီးတော့ပေါ့နော်ပြက်သွားတာပြက်သွားတဲ့အခါကျတော့ဒါကတော့ဖုန်းနဲ့ရိုက်ထားတဲ့ footage ပဲပေါ့နော်ဆိုတော့အရန်ကြီးတော့မကောင်းဘောနော်ဒါပေမဲ့ဟိုဘလောက်ထိခမ်းနားတယ်သူရဲ့အမှုပညာလက်ရာတွေဘလောက်ထိအမှုစိတ်တယ်ဆိုတာဒီမှာမြင်နိုင်ပါတယ်လို့ဆိုတော့လူလဲအရန်များတယ်ပြီးတော့အချိန်နဲ့သူကွက်တိသွားရတဲ့တကြောင်မလို့ကိုယ့်ရဲ့ရှေ့ရဲ့ ထောကိုင်းနောက်ကိုပေါ့နော်တဆိုင်မမလိုက်ဖို့လိုက်နေဖို့လိုပါတယ်လို့မဟုတ်လို့ရှိရင်ပေါ့နော်လူအုပ်ကွဲသွားပြီးဘလူဘဲကိုရောက်လို့ရောက်မှာမသိဖြစ်သွားနိုင်တာပေါ့နော်ပြီးတော့ထောကိုင်းကကိုယ့်ကိုဒီနှစ်ချက်ပေးထားတဲ့တကြောင်မလို့သူ့အတောင်ကွာချားနေရတာပေါ့နော်အဲဆိုတော့မဟုတ်ရင်ဒီဘိန်းနာလူတွေစုညာနာနဲ့တင်ဟိုကဘာပြောလို့ဘာပြောမှန်းတော့မသိဘူးပေါ့နော်အဲအဲအတွက်ကြောင့်မလို့ထောကိုင်းတရားတော့နှစ်ချက်ကိုစီနေသူကတော့ရှေ့ကနေရေဒီယိုနဲ့တွားတာပေါ့နော်ဆိုတော့အဓိကထောကိုင်းနောက်ကိုဒီဇိုင်းမမလိုက်ဖို့လိုပါတယ်လို့ သူကအထက်မှာတော့စိတ်ဝင်စားစရာတွေအများကြီးပေါ့နော်အရင်တော့ကပုံဟာမင်ကြီးတွေနေခဲ့တဲ့အိယာအိတ်ခန်းနေပြီးတော့ရှေခစ်ကပေါ့နော်ညင်ပန်းနေဆက်ခံခဲ့ရတဲ့ခရိယန်တွေပေါ့နော်ရောမခစ်မှာနေဆက်ခံရတဲ့ခရိယန်တွေအသုံးပြုခဲ့တဲ့အစင်တစားတွေပေါ့နော်ဟိုအသေးစိတ်အများကြီးပေါ့နော်သူရဲ့ပြီးတော့ဒီနိုင်ငံတကာကနေလက်ဆောင်ပေးထားတဲ့ရုပ်ထုတွေအဲ့လိုမျိုးပေါ့နော်ဒီအမှုပညာလက်ရတဲ့အများကြီးရှိရဲ့ ဒီ Vatican နန်းတော်ကိုကျွန်တော်မနေ့၈နာရီကနေဝင်သွားတာပေါ့နော်နေ့လယ်၇နာရီခွဲလောက်ကျတော့ပြန်ထွက်လာတာပေါ့နော်ပြီးတော့ Roma မြို့ The White ကိုကိုယ်အစီအစဉ်နဲ့ကိုပေါ့နော်ရှာရှောက်လေတာပါလို့ဆိုတော့ဒီပြဇာတ်ယုံကြည်ရလဲအရင်တော့ကဆိုလို့ရှင်ပေါ့နော်အာ Gladiator တွေခြားခဲ့တဲ့နေရာပေါ့ဆိုတော့ Roma မြို့ကတခုအရန်ကိုကောင်းတာကသူကရှေးဟောင်းပြီးသူကလက်ရာတွေနဲ့ခေတ်သစ်ပြီးသူကလက်ရာတွေယုံနေတဲ့အခါကျတော့ ဘယ်လမ်းကိုပဲသွားသွားလမ်းတောင်းတိုင်းမှာပေါ့နော်လူခဲတစ်ပတ်နှစ်ပေါင်း2000ကမဟုတ်ရင်လူခဲနှစ်ပေါင်း1500လောက်တုန်းကဒီအဆောက်အုံတွေပေါ့နော်ဒီဒါမှမဟုတ်ရင်ဒီအဆောက်အုံပြုတ်ပြက်ခဲ့တဲ့အချွင်းအကျန်တွေဒါမျိုးရှိတာပေါ့နော်ဆိုတော့များတော့အဖြစ်ဒီနေရာတွေက public မှာဒီတိုင်းရှိနေရလေနော်ဆိုတော့သူကဒီမှာ ဟိုလက်ရန်းနေနဲ့တာကာကာထားပေးရပေါ့နော်အဲ့ရနေဆိုကောကြီးရင်ကြည့်လို့ရတယ်ဒါတွေဆိုလက်မှတ်ပေးစရာမလိုဘူးလက်မှတ်ဝယ်စရာမလိုဘူးပေါ့နော်လက်မှတ်ဝင်ကြေးပေးစရာမလိုဘူးဒီတိုင်းမြင်ရတာဆိုတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်လို့ဒါလည်းမရည်ရွယ်ပဲနဲ့ပေါ့နော်ဝင်ကြည့်မိတဲ့ဖះเจ้าပေါ့နော်ဆိုတော့ဒါ နာမည်တော့မမှတ်မိတော့ဒါပေမဲ့တခုမှတ်မိတာဗာလဲဆိုလို့ရှိရင် तू ကအဲ့ဒီဘုရားကျောင်းထဲမှာသူတို့စိတ်ဖြစ်သွားတယ်ပေါ့နော်အာသီလရှင်တပါးရဲ့အုပ်ကူရှိတယ်လူတွေကအဲ့ဒီမှာလေသူတို့ရဲ့တောင်းချင်တဲ့ဆုတွေကိုလေဆာရွက်နောက်ဘက်မှာရေးပြီးတော့အဲ့ဒီဟိုသီလရှင်ရဲ့ဒီနောက်ကျောမှာရှိရဲ့ပေါ့နော်အာမာအပေါက်လေးကနေထည့်ပြီးတော့အမှဆူတောင်းနေရဆိုတော့ဒီအမျိုးသားဆိုရင် तू ကအဲ့ဒါသူရဲ့ဆူတောင်းစာကိုအမှထည့်ပြီးတော့ तू ပေါ့နော်အဲ့ဒါဆူတောင်းတာပါလို့ဆိုတော့ ဒါလည်းပေါ့နော်ဘတ်ကစီးပြီးတော့ရောက်သွားတဲ့နေရာပေါ့နော်ဆိုတော့ဒီနေရာကနာမည်ကြီးရယ်ဆိုပြီးမှရောက်သွားတာပေါ့ဆိုတော့နောက်တစ်ခုကောင်းတာကဒီရောမာ public transportation တွေပေါ့နော်သူရဲ့ subway တွေကအစီးရတာအဆင်ပြေရယ်ဘယ်တော့သွားပေါ့နော် Google ထောက်ကြည့်လိုက်ရတဲ့ကိုကခါတဲ့ဟိုသွားလို့ရတာပေါ့နော်ခုနပြောလို့ပဲဟိုလူတွေကပေါင်းစုံတယ် Rome ကပြီးတော့သူကအီတလီဆိုတော့နော်လူမျိုးပေါင်းစုံတယ်ပြီးတော့ဟို သတိထားပေါ့နော်ကပတ်နိုင်လည်းရှိရပေါ့နော်အဲဆိုကိုပဆန်အိတ်တို့အရေးကြီးရဲ့တန်ဖိုးရှိတဲ့အရာတွေဆိုရင်ပေါ့နော်မပြောက်ပြန့်အောင်ကိုနဲ့မကွာတိချဆောင်ထားပါလို့ဆိုတော့ဒီရေပန်းကိုရောက်သွားတဲ့အခါည7နာရီအောင်ထုံးနေပြီအာဟိုတယ်ကိုပြန်မရောက်သေးဘူးအဲ့ဒါနဲ့အဲ့ဒီရေပန်းကိုဝင်ကြည့်ရတော့မှလူတွေကချက်တိတ်နေတာပေါ့နော်ည7နာရီထုံးနေပြီဆိုတော့အာနေညအဲ့ဒီညရအဲ့နေ့ကတော့ညတကောင်ကျော်ညမနေ့တနင်္လာလောက်မှဟိုတယ်ကိုပြန်ရောက်ပါတယ်လို့ဆိုတော့ ဒါတော့နောက်မနက်မှာပေါ့နော်ပြင်သစ်ကိုအာလေရင်စီးပြီးသွားပါတယ်လို့လေရင်ကတော့45မိနစ်လောက်ပဲကြာတယ်ထင်တယ်ရုံးကနေပြင်သစ်ကိုရောက်သွားတာအာပဲရစ်ကိုရောက်သွားတဲ့နေ့တုန်းကကျတော့ပေါ့နော်အရန်ပင်ပန်းပြီးလူကလည်းဟိုဖျားကျင်တယ်လို့ဖြစ်နေတယ်အဲပထမဆုံးရောက်တဲ့နေ့မှာတော့ဘင်းမမသွားဘဲဟိုတယ်မှာပဲပေါ့နော်တနေကုန်အောင်းလိုက်ပါတယ်လို့ဆိုတော့ဒါကတော့နောက်မနေ့မနေ့အိပ်ရနိုးရာနဲ့ပေါ့နော် အာ Notre Dame ဖျားချောင်းကိုသွားကြည့်တာပေါ့ Notre Dame ဖျားချောင်းက2019ခုနှစ်တုန်းကမီးလောင်ပြီးတော့ပေါ့နော်ပျက်စီးသွားတဲ့ဖျားချောင်းဖြစ်ပါတယ်လို့ဆိုတော့ဆိုင်မရောက်သွားတဲ့ခါတုန်းကကျော်သူက restoration ပြန်လုပ်နေတဲ့ခါကျတော့ဖျားချောင်းကိုဖွင့်မထားဘူးပေါ့နော်ဆိုတော့ဒါအပြင်ကနေပဲဝိုင်းကြည့်နေကြတာပါလို့ဆိုတော့အမှုပညာလက်ရာတွေရောအင်မတမအသေးစိတ်ပေါ့နော်လက်ရာမြောက်တယ်ဆိုဆိုင်မနောက်မှာဟိုအနာကိုကတ်နိုင်တယ်လို့ကတ်အောင်သွားပြီးတော့ဓာတ်ပုံတွေများရိုက်ခဲ့သေးတယ်ပေါ့နော်

ဟိုဆိုင်းမကတော့ fashion နဲ့ပါတယ်စိတ်ဝင်စားဆိုတော့အဲ့အားတွေတော့အဲ့လောက်ဒီမဟုတ်ဘောနော် ပြီးတော့ foodie လည်းမဟုတ်ဆိုတော့အစားတောက်ခလိုက်ကိုကအဲ့လောက်မမဲ့ဘူးကိုကအဓိကကိုသတိထားမိတာသူရဲ့ဒီဟို architectural လေးနော် အရန်လာတာလေးအဆောက်အုံတွေကအဲ့လိုသူတို့တက်ကတော့ယိုးနေမှာပေါ့နော်မကိုရီးယားကျတော့လေအဲ့လိုအရန် ဟိုဘယ်လိုပြောမလဲအရင်မဟောင်းတဲ့နိုင်ငံကနေလာတယ်ဆိုတော့ဒီသူတို့ရဲ့ဒီတိုက်ခန်းနေဆိုလို့ရှိရင် apartment နေလို့ဆိုလို့ရှိရင်ပေါ့နော်အမေရိကလိုမျိုးလုံးဝကြီးဟို cookie cutter box ကနေထွက်လာတာမျိုးမဟုတ်ဘူးနဲ့သူကအဲ့လိုအမှုပညာလက်ရာမြောက်အောင်ပေါ့နော်အရန်ကိုအသေးစိတ်ကနှုတ်တွေပါနေတယ်အဲ့လိုမျိုးလုပ်ထားတာမျိုးတော့ကိုအရန်သဘောကျတာလीအဲ့တော့အဲ့လိုလမ်းကြားထဲမှာလမ်းလျှောက်နေနေအဲ့ တို့ရဲ့ oranda လေးတွေပတင်းပေါက်လေးတွေအဲ့လိုပေါ့နော်လမ်းမီတက်တိုင်လေးတွေအဲ့လိုကြည့်နေရင်းနဲ့ကိုကကို့မှာအရန်ကိုသဘောကျတာပေါ့နော်အရန်သွားရတာတန်တယ်လို့ခံစားရရတယ်ဒါတော့ Paris ကိုရောက်တဲ့အခါကျရင်ဖြစ်မနေသွားချင်းရတဲ့ infant မျိုးစင်ပေါ့နော် water ဆောက်လို့ရေးတမဆိုတော့ဒီ information ကိုအသေးစိတ်ပေါ့เนาะဒီပြောမှာဆိုလို့ရှင်ဒီတန်နေကိုဆက်တဲ့ဒီ connection design တွေကိုကြည့်ချင်လို့သွားတာပေါ့เนาะ ဆိုတော့အရန်ကြီးတော့အသိစိတ်ကြီးတော့မမြင်ခဲ့ရဘူး။ဘာကြောင့်လဲဆိုတော့လက်မှတ်ကကြိုးမွေထားတဲ့ခါကျတော့လေအပေါ်ထိတက်ခွင့်မရလိုက်ဘူးပေါ့နော်။ဆိုတော့ကိုကကင်မရာဇွန်းနဲ့ပဲကိုကအဲ့လိုကြီးခဲ့ကြီးခဲ့ရတာပေါ့နော်။နောက်တစ်ခုရှိတာကဒီမှာစကမ်မာတွေကအုပ်စုလိုက်ပေါ်ဒီမှာလှုပ်ရှားတာပေါ့နော်အာသူတို့ကပထမဆုံးကိုယ်လာချင်းကတ်တယ်ပေါ့နော်အာဒီမိဘမဲ့ကလေးရဲ့အတွက် petition sign ပေးပါပြောလို့အဟုတ်မဟုတ်လို့ကိုက sign ပေးလိုက်ရောအဲ့ဒါ donation မှာထပ်တောင်းလာအာကိုကဟဲအဲ့ခါမှသဘောပေါက်တာသူတို့ငောက် ငွေညစ်နေတာပေါ့နော်အဲတော်ပြီးငါတို့ nation မပေးနိုင်ဘူးပြောလိုက်တာအဲ့ဒါမလေးစိတ်တည်းဆိုးမျိုးကိုယ့်ကိုစူပါမဲ့ကနေလေးစောင့်အောင်ပြီးထွက်သွားတာပေါ့နော်ကြောအဲ့ဒါအချမ်းမလို့ပြင်သစ်ရောက်တဲ့ခါကျလို့ရှင်လဲကပိုင်းတိုက်ကိုသတိထားပါစကင်မာတွေလည်းအများကြီးပေါ့နော်အထူးသဖြင့် tourist တွေအများကြီးသွားတဲ့နေရာဆိုရင်စကင်မာတွေကအုပ်စုလိုက်ဖွဲ့ပြီးလှုပ်ရှားတယ်ဆိုတော့သတိထားပါလို့တော့ဘာလဲလို့ကြည့်တော့ဘာလဲ Paris ကတော့ Simon ရဲ့နောက်ဆုံး location ပေါ့နော်ဆိုတော့ Paris ကနေပြီးတော့ Chicago ကိုပြန်มาတယ်လို့ဆိုတော့စုစုပေါင်း14ညနဲ့16ရက်ကြာသွားတဲ့ထင်တယ်ပေါ့နော်နိုင်ငံပေါင်း9နိုင်ငံလား7နိုင်ငံလားမသိဘူးရောက်ခဲ့တာပေါ့နော်ဆိုတော့ Lancaster နဲ့ Vatican City ကိုဗာနိုင်ငံဖြစ်တွေ့မယ်ဆိုလို့ရှင်ပေါ့နော်ဆိုတော့အထူးသဖြင့်တော့ဟိုဘာသင်ခန်းစာရလိုက်တယ်လဲဆိုလို့ရှိရင်ကိုကလေ city person မဟုတ်ဘူးပေါ့နော် ဆိုတော့ဒီ city ထဲမှာပဲအဲ့လိုရှောက်ပတ်ပြီးကြည်နေရတာကကြော်လေလူကအရန်ကို exhausted ဖြစ်လာတာပေါ့နော်သူများတွေတော့မပြောတတ်ဘူးကိုကကျတော့တယောက်ထက်သွားနေလို့လားတော့မသိဘူးပေါ့နော်အဲ့လိုလူတွေအများကြီးနဲ့တောင်းအောင်အခါကျတော့လူကစိတ် ကမပျော်ဘူးပေါ့နော်ကိုကအဓိကသွားကြတာမျိုးကအဲ့လိုမျိုး hiking သွားတာပေါ့တောင်ပေါ်ဒေသအထက်မှာတင်သွားရတာမျိုးကိုကပို့ပြီးတော့သဘောကျတာပေါ့နော်ဒါမဲ့လည်းဥရောပခီးသွားဖို့ဆိုတော့ငငယ်ကလေးကကိုမှတ်ခဲ့တဲ့အိမ်မက်ဆိုတော့ ငါသွားမယ်ဆိုပြီးတော့ဗောနောအာပတ်စံနေလဲစုအချိန်နေလဲအကြာကြီးယူပြီးပြင်ဆင်ထားတာဆိုတော့လေပြီးတော့ခွင့်ရတရားလဲကိုကကြိုတင်ပြင်ဆင်ပြီးသွားရတာဆိုတော့ဟိုကိုရောက်ဖြစ်သွားရတယ်ဗောနောဆိုတော့ဒါတော့ငယ်ဘဝအိမ်မက်တခုပြေဆုံးသွားတာဗောပြန်သွားမလားလို့မေးလို့ရွှင်ကျတော့ ို city တွေတော့ပြန်ပြီးတော့မသွားကြတော့ဘောเนาะဒါပေမဲ့တို့ရဲ့ jail let data မျိုးမှာဘောเนาะ relax တော့လုပ်မယ်ဆိုလိုမျိုးအဲ့လိုမျိုး vacation မျိုးဆိုရင်တော့ပြန်သွားဖြစ်မယ်လို့ထင်ပါတယ်လို့ဆိုတော့ဒီခီးစဉ်ကိုအစနဲ့အဆုံးတကူတကလာကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့ဆိုတော့နောက်ခီးထွက်တဲ့ခါကျရင်ပြန်ဆောင်ကြပါမယ်လို့ bye bye